မြန်မာနိုင်ငံတော်ဝန်စီအနာသိပြီးနောက်ပိုင်းအမျိုးသမီးတွေဟာဥပဒေအကာအကွယ်မဲ့တဲ့ပဋိပက္ခနဲ့ဆက်နွယ်တဲ့လိပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုပုံမှန်များပြားစွာရင်ဆိုင်နေရတယ်လို့အမျိုးသမီးအဖွဲ့အစည်းတွေကထောက်ပြလိုက်ပါတယ်။ကုစောဝီကတင်ဆက်ထားပါတယ်။မြန်မာအမျိုးသမီးသမဂ္ဂ BW ရဲ့ထုတ်ပြန်ချက်အရစတေမာလာတလတဲမှာလိန်မိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့်အမျိုးသမီးတစ်ယောက်သေဆုံးပြီး15ယောက်ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ အထူးသဖြင့်စစ်ကောင်စီရဲ့ထိန်းချုပ်မှုဒေသတွေနဲ့အုတ်ချုပ်ရေးရန်ညားမလဲပတ်နိုင်တဲ့ area တွေမှာဒီလိုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြောင့်တေဆုံးမှုအထိဖြစ်ပွားနေတာကိုတွေ့ရပါတယ်ပြိပခါကလာအတွင်းမှာဒီစစ်တပ်ကနေပြီးတော့မှဟောလို့ရှိရင်လဲ SAC နဲ့ဆက်နွယ်ပြီးတော့မှ အရာဝပုံစံမျိုးတွေနဲ့တစ်ဖက်လက်လုပ်ပြီးတော့မှအမျိုးသမီးကိုလေပါဆိုင်ရာဆိုကားတာအချက်ဖဲတာအုပ်စုလိုက်ပရိကျိတာအဲ့လိုမျိုးတွေလည်းအမျိုးသားဖြစ်ချင်းအမျိုးသမီးဖြစ်ချင်း LGBT IQ ဖြစ်ချင်းပေါ်မူတည်ပြီးတော့မှအနှဲ့အိုင်းနှဲ့တဲ့သူအငဲ့တဲ့သူအားနေတဲ့သူပါဝါပြပြီးတော့မှလေပါဆိုင်ရာဆိုကားတာအများထုတ်တာအချက်ဖဲတာတွေကတော့ပိုဖြစ်တာပေါ့နော်ဆိုတော့ဥမာလက်နဲ့အကူပြီးတော့မှလေပါဆိုင်ရာလေလဲရယူတာမျိုးတွေလည်းရှိတယ် ယ်။စေပနိပခကာလမှာစစ်တပ်နဲ့ဆက်နွယ်ပြီးအရေးဝတ်ပုံစံမျိုးတွေနဲ့အမျိုးသမီးကိုအုပ်စုလိုက်မတိန်ချင်တာစော်ကားတာတွေဟာပုံမလွယ်လင့်တကူဖြစ်လာတယ်လို့မော်ဖရင်းမြာကပြောပါရယ်။လက်နဲ့အာကိုပြီးအင်အားကြီးသူကအာနွဲ့သူအပေါ်အာနာပြပြီးလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်အကြမ်းဖက်မှုတွေဟာတိတိတတ်တာမြင့်တက်လာနေတာဖြစ်ပါရယ်။ကျူးလွန်ခံနေရတဲ့အမျိုးသမီးတွေအနေနဲ့တိုင်ချဖို့နေရာတွေကိုတိနေပေမဲ့လက်ရှိမှာရဲပါဝင် ဥပဒေထိန်းသိမ်းရေးအဖွဲ့စည်းတွေဟာစစ်ကောင်စီအောက်မှာရှိနေတာကြောင့်အကာအကွယ်မရဘဲမိသားစုနဲ့ပတ်ဝန်းကျင်ကိုပါချင်းချောက်ခံရမယ့်အနေအထားရှိနေပါတယ်။တိုင်ကြားမှုလို့ရင်လဲကျွလွန်သူရဲ့ယာတုနဲ့အာနာပါဝါကြောင့်ဂုံတိတ်ကထိခိုက်စေမယ်ဆိုတဲ့ချင်းချောက်မှုတွေကြောင့်တိုင်ချင်းနဲ့စိတ်ပျောက်သွားရသူတွေလည်းရှိတယ်လို့ဖြစ်ဆွတ်ပြောဆိုပါတယ်။ အဓိကစက်ပတိပခ data မှာဆိုတော့ပို့ပြီးမှဖြစ်တယ်ပေါ့နော်စက်ပတိပခ data တွေမှာဆိုတော့အဆင်ပြေတယ်လို့ပေါ့နော်ရှေ့ဟာနဲ့ဝေးရတာဖြစ်တယ်အဲ့ဒါဆိုတော့အာဒီလိမ်ဘက်ဆေးအကြံဖက်မှုလို့ကျွန်တော်တို့ပြောတဲ့အချိန်မှာအနေထိုင်မှာတက်လို့ဒီအဝတ်အစားဆင်ခြင်မှုကြောင့်မဟုတ်ဘူးမကောင်းတဲ့သူတွေကနေမှာမရင်းချင်နေဖြစ်တယ်ဆိုတော့အမျိုးသမီးတွေကအများသောအပြင်ကအာနော်တဲ့သူတွေတုံ့ပြန်မှုမလုံနိုင်တဲ့သူတွေများတာဖြစ်တယ်အဲတုံ့ပြန်မှုမလုံနိုင်တဲ့သူတွေကိုပို့ပြီးမှ target ထားမှာမရင်းချင်တာပုံများတော့တွေ့တွေ့ရတယ်သူ့အတွက် cover ရှိနိုင်တဲ့သူပို့ပြီးမှ power ချ တဲ့သူတွေကကျူးလို့တော့ဒါကျမတို့တွေ့ရတာ ဖြစ်တယ်။ဒါကြောင့်အမျိုးသမီးအဖွဲ့အစည်းတွေကဘယ်အဖွဲ့အစည်းတက်ရင်တက်ဖွဲ့ကမဆိုပဏိပကနဲ့ဆက်နွယ်တဲ့လိမ်ပိုင်းဆိုင်ရာအကြံဖဲမှုတွေကျူးလို့ရင်ကြားမြတ်မှုအတွက်အရေးယူနိုင်ဖို့ပူပေါင်းပါဝင်ကြဖို့တိုက်တွန်းထားပါတယ်။အထူးသဖြင့်တော်လည်းတက်ဖွဲ့တွေအနေနဲ့စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းမျဉ်းမူဝါဒတွေရေးဆွဲတဲ့အခါအမျိုးသမီးတွေကိုအကာအကွယ်ပေးမဲ့မူဝါဒနဲ့ဥပဒေပြဋ္ဌာန်းချက်တွေကိုမဖြစ်မနေထက်သွင်းပေးဖို့တောင်းဆိုနေရတယ်လို့သိရပါတယ်။ PWU ရဲ့မှတ်တမ်းတွေအရစတေမာလာတွင်စစ်ကောင်ရှင်လူခွင့်ရချိုးဖောက်မှုတွေကြောင့်ကုန်းဝန်ဆောင်တဲ့မင်းကလေးငယ်တွေအပါအဝင်အမျိုးသမီး48ယောက်တည်ဆုံးခဲ့တာကြောင့်အမျိုးသမီးငယ်တွေအတွေ့ဆိပ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကတိတိတတ်တာကင်းမဲ့လာနေတယ်လို့ဆိုပါရယ်